င်္ဂလာပါခင်ဗျရခိုင်ခေတ်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖက်စစ်ကောင်စီကသူတို့လုပ်မဲ့ရွေးကောက်ပွဲမတိုင်မီဆုံးရှုံးထားတဲ့မြို့တွေကိုပြန်လဲသိမ်းပိုက်ရေးပြန်လဲနေမြေစိုးမိုးရေးထိုးစစ်ဆင်ရေးနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ရေးအတွက်နေပြည်တော်စစ်ရုံးမှာမင်းအွန်လိုင်းကိုတိုင်စစ်ရေးအစည်းအဝေးတွေဇက်တိုက်ခေါ်ယူခဲ့တယ်လို့ဆိုပါတယ် ဂျက်ဖစကောင်စီရဲ့ဝင်းဝေးရလန်းဖြစ်တဲ့နေဆက်ကုံသွေးရင်အသက်သွေးကြောဖြစ်ရာထိုင်းမြန်မာနေဆက်တလျှောက်ကစစ်တပ်စခန်းတွေကိုဂဲညူကဇက်တိုက်သိမ့်ပိုက်နေမှုဟာမြို့ကြီးတွေသိမ့်ပိုက်မှုထံပုံမှုအရေးပါတဲ့အခြေအနေကိုရောက်နေပြီလို့ဂဲညူပြောရေးဆိုခွင့်ရှိသူဘလူးဆော့တော်နီကပြောထားတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုဘရာဇိုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖက်စစ်ကောင်စီက သူတို့လုံးမဲ့ရွေးကောက်ပွဲမတိုင်မီဆုံးရှုံးထားတဲ့မြို့တွေကိုပြန်လဲသိမ့်ပိုက်ရေးပြန်လဲနေမည်စွန်းမှုရေးထိုးစစ်ဆင်ရေးနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ရေးအတွက်နေပြည်တော်စစ်ရုံးမှာမင်းအွန်လိုင်းကိုတိုင်စစ်ရေးအစည်းအဝေးတွေဇက်တိုက်ခေါ်ယူခဲ့ပြန်တယ်လို့နေပြည်တော်စစ်တပ်တရင်ရေးမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒါကတော့ရုရှားနိုင်ငံမှာတရုတ်သမ္မတနဲ့တွေ့ဆုံခဲ့တဲ့အကြမ်းဖက်မင်းအွန်လိုင်းကမေလ7ရက်နေ့ကစပြီးစစ်ဆင်ရေးကိစ္စတွေကိုသူ့လက်အောက်ခံဗိုလ်ချုပ်တွေကစားထမှုတွေနဲ့အစည်းအဝေးတွေခေါ်ယူခဲ့တဲ့အပြင်မေလ15ရက်နေ့နဲ့16ရက်နေ့တွေမှာလည်း စစ်တိုင်းမှုတွေကိုထတ်ခေါ်ပြီးစစ်ရေးဆိုင်ရာဆက်ဆက်အစည်းအဝေးတွေကိုတောက်လျှောက်ပြုလုပ်ခဲ့တယ်ဆိုပါလေ။အဲ့ဒီအစည်းအဝေးတွေမှာအဓိကပြောတာကတော့စစ်ကောင်စီကသူတို့လုံမဲ့ရွေးကောက်ပွဲမတိုင်မီဆုံးရှုံးထားတဲ့မြို့တွေကိုပြန်လည်သိမ်းပိုက်ရေးပြန်လည်နေနေစိုးမိုးရေးထိုးစစ်ဆင်ရေးနဲ့လေကြောင်းတက်ခတ်မှုတွေပြုလုပ်ရေးအတွက်ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့အဲ့ဒီစစ်ဆင်ရေးအတွက်ဥဆောင်မဲ့သူလည်းအပြောင်းလဲရှိနိုင်ပြီးဒါတွေကိုမင်းအွန်လိုင်းကိုတိုင်တပတ်အတွင်းမှာပဲစစ်ရေးဆိုင်ရာအစည်းအဝေးတွေစက်တိုက်လုပ်သွားတာဖြစ်တယ်လို့နေပြီးတော့စစ်တပ်တရင်ရှင်းမင်းကပြောထားပါတယ်ခင်ဗျာ ဖက်မှာတော့အကျန်းဖတ်စစ်ကောင်စီရဲ့ဝင်ဝင်ရလန်းဖြစ်တဲ့နေဆက်ကုံသွေးကြီးအသက်သွေးကြောဖြစ်ရာထိုင်းမြန်မာနေဆက်တလျှောက်ကစစ်တပ်စခန်းတွေကိုဂဲညူကဇက်တိုက်သိမ်းပိုက်နေမှုဟာမျိုးကြီးတွေသိမ်းပိုက်မှုထက်ပုံမအေးပါတဲ့အခြေအနေကိုရောက်နေပြီလို့ဂဲညူပြောရဆိုခွင့်ရှိသူဘရိုဆော့တော်နီကပြောပါတယ်။လက်ရှိမှာတော့အဲ့ဒီထိုင်းမြန်မာနေဆက်ကအကျန်းဖတ်စစ်ကောင်စီရဲ့ဘျူဟာတက်စခန်းကြီးတွေအပါဝင်စစ်တပ်စခန်းတွေကို KNL ပူးပေါင်းတပ်တွေကဇက်တိုက်ဆိုလိုသိမ်းပိုက်လာနေပြီ။ဒါဟာစစ်ကောင်စီရဲ့အသက်သွေးကြောတဲက ထိုင်းမှာနေဆက်ကုံတွယ်ရေးဝင်ငွေရလန်းကိုအဓိကဖြတ်တောက်တဲ့အခြေအနေဖြစ်တယ်လို့ဆိုပါတယ်။ဒါဟာမြို့ကြီးတွေကိုတိမ့်ပိုက်တာထက်ပုံမှုအရေးပါတယ်လို့စကောက်စီရဲ့ဝင်ငွေရလန်းအရှိုက်ကိုထိုးနှက်တဲ့သဘောဖြစ်ပြီးလက်ရှိမှာလည်းအဲ့ဒီထိုင်းမြန်မာနေဆက်ကုံတွယ်ရေးလမ်းကြောင်းတစ်လျှောက်ကစကောက်စီရဲ့ရေးပါတဲ့ဘျူဟာစခန်းကြီးအပါအဝင်စစ်တပ်စခန်းပေါင်း90ကို KNL ပူးပေါင်းတပ်တွေကတိမ့်ပိုက်ရရှိထားပြီးဖြစ်တယ်လို့ဘရိုဆော့တော်နီကပြောပါတယ်။ လက်ရှိအခြေအနေမှာလည်းထိုင်းမြန်မာနယ်စပ်က KNP နဲ့တမဟာ9နေမြမှာဆိုရင်စစ်ကောင်စီတပ်စခန်းတွေပျောက်ရှင်းသွားပြီဖြစ်တဲ့အပြင်တမဟာ9ခုမှာလည်းကုန်းကနီးနေပြီးတမဟာ6ဘက်မှာလည်းစစ်ကောင်စီရဲ့ view ဟာစခန်းတစ်ခုလောက်ပဲကျန်တော့တယ်လို့တမဟာ4မှာဆိုရင်လည်းစစ်ကောင်စီရဲ့အရေးပါတဲ့ TK view ဟာစခန်းကြီးပြုတ်ထွက်သွားပြီဖြစ်တဲ့အတွက်အခုဆက်ပြီးတော့လေထိုင်းမှာနေဆက်တလျှောက်ကကင်းဒီကင်းပြင်းနဲ့မွန်ပြင်းနဲ့တင်းသာကြီးတိုင်းအထိနေနမိတ်ထိဆက်နေတဲ့နေဆက်တစ်ခုလုံးကို အဂျပ်ဖက်စကောက်စီတက်ကင်းစင်တဲ့အခြေအနေထိဒေါ်လာရေးတက်တွေနဲ့အတူအားလုံးပူးပေါင်းပြီးတိုက်ခိုက်ရှင်းလင်းနေတယ်လို့လည်းဘရုဆော့တော်နီကပြောထားပါတယ်ခင်ဗျာ။ တဆက်ထဲမှာပဲဂင်းပြည်နယ်ဂန်ယူတမဟာနေမြေကအချက်ဖက်စကောင်စီရဲ့ထောမှုပလဲမဲ့တက်စကန်ကိုကန်နလီပူပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်တယ်လို့ FFD အဖွဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။အဲ့ဒီအချက်ဖက်စကောင်စီရဲ့ထောမှုပလဲမဲ့တက်စကန်ကိုကန်နလီပူပေါင်းတပ်တွေကမေလ14ရက်နေ့ကနေစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲတွေဇက်တိုက်ပြင်းထန်နေတယ်လို့စစ်ကောင်စီဘက်ကလည်းသူတို့စကန်မကြရေးအတွက်အသေးအတန်ခုခံနေတယ်ဆိုပါတယ်။ တပတ်ကတော်လိုင်းကြီးတက်တွေကလည်းအဲ့ဒီ KNU တမဟာနေမီတဲမှာရှိတဲ့အချက်ဖက်စကောင်စီရဲ့ထုံးမှုပလမတစကန်ကိုအပိသက်သိမ့်ပိုက်နိုင်မှုအတွက်အပြင်းအထန်ထိုးစစ်ဆင်တက်ခိုက်နေပြီးအသေးစိတ်အခြေအနေကိုတော့သက်ဆိုင်ရာကနေတရားဝင်ထုတ်ပြန်ပေးပါမယ်လို့လည်း FFD အဖွဲ့တာဝန်ရှိသူတို့ကပြောထားသလိုတစ်ဖက်မှာလည်း GNL ပူပေါင်းတက်တွေဟာတိုင်းမန်နေဆာမှာရှိတဲ့စကောင်စီရဲ့တက်စကန်တွေကိုအခုရပ်ပိုင်းတွေအတွင်းမှာပဲတောက်လျှောက်ဆိုသလိုသိမ့်ပိုက်လာနေတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ ကချင်းပြည်နယ်ဖားကန်နမ်ညာကမိုင်းလက်မိုင်းကတဒါညီတော်အနီး KIP ပြည်ပူပေါင်းတပ်တွေနဲ့အချက်ဖက်စစ်ကောင်စီတပ်ကြားတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဘက်ကထေတဲ့သူတွေတန်ရရတဲ့သူတွေတော်တော်ကိုများနေပြန်တယ်လို့သူတို့စီကနေလက်နက်ခဲရန်အချို့လဲတင်းစီရရှိထားပြန်တယ်လို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့မေလ16ရက်နေ့ဖြစ်တဲ့မနေ့ကစပြီးဖားကန်နမ်ညာကမိုင်းလမ်းပိုင်းကိုအင်အား600လောက်နဲ့စစ်ကြောင်းထိုးလာပြန်တဲ့အချက်ဖက်စစ်ကောင်စီတပ်ကို KIP ပြည်ပူပေါင်းတပ်တွေက တရားညီနောင်အနီးမှာပိတ်ဆို့တက်ခိုက်ချင်မုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာတိုက်ပွဲပြင်းထန်နေပြီးဒီကနေ့မေလ16ရက်နေ့မနက်ပိုင်းအထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသလိုစကောင်စီဘက်ကတော့သေတဲ့သူတွေ၊ဒဏ်ရာရတဲ့သူတွေတော်တော်ကိုများနေတဲ့အပြင်အဲ့ဒီစစ်သားမသားအလောင်းတွေစီကနေလက်နက်ခဲယံအချို့ကိုလည်းတော်လိုင်းရေးတပ်တွေကတင်းစီရရှိထားပြန်တယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာ ဖကံမြို့ပေါ်ကလွယ်ပြီးမြို့ပပတ်လေကို KIAPDF ပူပေါင်းတပ်တွေကသာနယ်မြေသိမ်းပိုက်စုမှုထိန်းချုပ်ထားတာဖြစ်တဲ့အတွက်စစ်ကောင်စီကအဲ့ဒီနယ်မြေတွေကိုပြန်လည်ထိန်းချုပ်ခြင်းတဲ့အတွက်စစ်ကြောင်းဒေါ်လာတွေလုံနေပြီမဲ့ KIAPDF ပူပေါင်းတပ်တွေရဲ့ပိတ်ဆို့တိုက်ခိုက်မှုတွေအတွက်သူတို့စစ်တပ်ဘက်ကသာသေတဲ့သူတွေတန်းရန်ရတဲ့သူတွေများပြီးအထိနာနေကြပြန်တာဖြစ်တယ်လို့ KIA စစ်ရေးသတင်းရှင်းမြစ်ကရှင်းပြထားပါတယ်ခင်ဗျာ။ ဖက်မှာတော့အကျန်းဖတ်စစ်ကောင်စီတပ်ကပလဲမြို့နယ်နဲ့မင်းတပ်မြို့နယ်မှာရှိတဲ့ရဲသားပြည်သူတွေနေထိုင်ရာနေရာတွေကိုလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်မှုကြောင့်ကလေးငယ်တွေအပါအဝင်ပြည်သူ6ဦးသေဆုံးထားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။စကိုင်းတိုင်းကပလဲမြို့နယ်မှာဆိုရင်မေလ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲရဲသားပြည်သူတွေနေထိုင်ရာနွယ်အင်းချေးွာကိုအကြပ်ဖက်စစ်ကောင်စီတပ်ကပါတိုက်ပွဲမှမရှိပဲရည်ရွယ်ချက်ရှိရှိလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားတယ်ဆိုပါတယ်။အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလင်ငယ်တွေဖြစ်တဲ့ great စစ်ကြောင်းသားမောင်ဖုံးမင်းတပ်နဲ့ great dread ကြောင်းသူမတ်ကျေစင်ဦးအပါဝင်အရသာပြည်သူ၄ဦးတေဆုံးခဲ့ရပြန်တဲ့အပြင်နောက်ထပ်နှစ်နှစ်အရွယ်ကလင်ငယ်အပါဝင်ပြည်သူ၆ဦးကဒဏ်ရာရရထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အလားတူတစ်ဖက်ကချင်းပြည်နယ်မင်းတပ်မြို့မှာလည်းမေလ18ရက်နေ့ကပဲတိုက်နယ်အမှတ်1အတွင်းမှာရှိတဲ့ကြေးရွာတွေကိုစစ်ကောင်စီတပ်ကလေးနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့်အရသာပြည်သူ၂ဦးတေဆုံးထားပြန်တယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။ ခါဆက်ချင်တာကတော့ထိုင်းနိုင်ငံတခိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့အသက်16နှစ်ကနေ36နှစ်အတွင်းရှိတဲ့မြန်မာလူငယ်ကိုဦးကိုထိုင်းအန်တာဘိုင်းတွေကဖမ်းဆီးရရှိထားပြန်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်ဖြစ်စဉ်ကတော့မေလ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲထိုင်းနိုင်ငံတခိုင်မှာတရားမဝင်မြန်မာနိုင်ငံသားကိုဦးတင်လာတဲ့ကားတွေကိုထိုင်းစစ်သားတွေကတားဆီးဆစ်တဲ့အချိန်ဖမ်းဆီးရမိခဲ့တာဖြစ်ပြီးထိုင်းနိုင်ငံသားရင်မောင်းကိုပါဖမ်းဆီးထားတယ်ဆိုပါတယ် အဲ့ဒီမြန်မာနိုင်ငံသားတွေဟာတရားမဝင်လမ်းကြောင်းတွေကနေထိုင်းနိုင်ငံဒစ်ကိုဝင်ရောက်လာတာဖြစ်ပြီးသူတို့ဟာဘန်ကောက်အပါဝင်တခြားမြို့တွေကိုအလုလုဖို့တွားရောက်ကြမဲ့သူတွေဖြစ်တယ်လို့လက်ရှိမှာတော့အဲ့ဒီမြန်မာနိုင်ငံသား၉ဦးကိုထိုင်းနိုင်ငံဖုတ်ပြမြို့နယ် Yes ခန့်မှာအမှုဖွင့်ထားတယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ